بسم الله الرحمن الرحيم عرضه صلى الله عليه وسلم الكلمة على أبي طالب عند وفاته وعند ابن إسحاق عن ابن عباس رضي الله تعالى عنهما كما في البداية قال لما مشوا إلى أبي طالب وكلموه وهم أشراف قومه أدبة بن ربيعة وشيبة بن ربيعة وأبو جهل بن حسام وأمية بن خلف وابو سفيان بن حرب في رجال من اشرافهم فقالوا يا ابا طالب انك منا حيث قد علمت وقد حضرت ما ترى قد خوفنا عليك وقد علمت الذي بيننا وبين ابن اخيك فادعه فخذ لنا منه وخذ له منا ليكف عنا ولنكف عنه وليدعنا وديننا ولندعه ودينه فبعث إليه أبو طالب فجاءه فقال يا ابن أخي هؤلاء أشراف قومك قد اجتمعوا إليك ليعطوك وليأخذوا منك قال فقال رسول الله صلى الله عليه وسلم يا عم كلمة واحدة تعدونها تملكون بها العرب وتدين لكم بها الأجم فقال أبو جهل نعم وأبيك وعشر كلمات قال تقولون لا إله إلا الله وتخلعون ما تعبدون من دونه فصفقوا بأيديهم ثم قالوا يا محمد أتريد أن تجعل الآلية إلها واحدا إن أمرك لعجب قال ثم قال بعضهم لبعض إنه والله ما هذا الرجل بمعطيكم شيئا مما تريدون إلى آخر الحديث صدق اللہ العظیم اگو عمو فل جاؤں یہاں تمن مجی صلی اللہ علیہ وسلم ہاں حضرت ابو طالب نے تو یہ میں سے اباؤں کو توحید اللہ ربار ہے کسی جاؤں نے بھی تاوت بیرے اکھائیں گا خنگانہ بارے حضرت ابن عباس رضی اللہ عنہ نے پیوپ پب جارے ابو طالب کو عدبہ شیبہ ابو جہل امیہ بن خلف အဘူဆူဖီယာမင်ဟာရ်ကူရိုက်ခေါင်းဆောင်တွေဟာတော့ပြီးတော့တမန်တော်နဲ့ပတ်သက်ပြီးစကားတော့ပြောကြတယ်အဘူဂျဟလ်တို့ကဘာပြောလဲဆိုတော့ယာအဘတောလီဘအင်နကမင်နာဟိုင်ဆူကဒ်အလမ်ဒါအိုအဘူတောလီဘကျုပ်တို့ရဲ့အစဉ်အတန်းဘယ်လိုမြင်လဲဆိုတာခင်ဗျာသိပြီးသားပါအဲဒီတော့အခုခင်ဗျာတူတော်မောင်ပြောနေတဲ့စကားတွေဟာကျုပ်တို့တွေဆိုရင်မကင်ဖြစ်နေကြတယ် ကဒ်အလင်ဒလ်လဇီဘိုင်နနာဝဘိုင်နအစ်ဘနအခီကကျောတို့နဲ့ခမရတူတော်မောင်ရဲ့ကြာဖြစ်ပြနေတာတွေကိုလည်းခမရသိပါတယ်အဲဒီတော့ကျောတို့မှာလည်းတောင်းဆိုစရာတွေရှိတယ်သူ့မှာလည်းတောင်းဆိုစရာတွေရှိမှာပဲညီနိုင်ပြီးတော့ပြေလည်အောင်ကျောတို့ကိုဖြည့်ရှင်းပေးစေခြင်းနဲ့တယောက်နဲ့တယောက်ဗျာအပြောစော်တွေရက်ပြီးကိုဒင်းတန်တနာအဖို့ကိုကျင့်ဆောင်စေခြင်းနဲ့သူ့ကိုခေါ်လိုက်ပါချောင်းဖြပေးပါဆွေးနွေးပေးပါ အဘူတာလစ်ကလည်းတမန်တော်ကိုခေါ်လိုက်တယ်။ယဘနာအတိ။အိုးငါတူတော်မောအာအိုလာအစ္စရာဖ်ကောမီကကဒ်အစ်ဒမအူအီလိုက်လီယုတူကဝလီယခုဒူမင်းမင်းခုညင်းနေတဲ့ပုံကိုယ်တွေကတာမန်ပုံကိုယ်တွေမဟုတ်ဘူး။ကောင်းဆောင်ပိုင်းနေအကြီးအကဲတွေဖြစ်တယ်။မင်းတောင်းဆိုစရာရှိတာတွေကိုလည်းဖြည့်ဆည်းပေးလို့ရအောင်။သူတို့တွေရဲ့တောင်းဆိုချက်တွေကိုလည်းပြေဝအောင်။ညီနိုင်မှုအခုသူတို့စုရင်းရောက်ရှိနေကြတယ်။ تمنى نجي صلى الله عليه وسلم قال بامن شيل سر كلمة واحدة تعدونها تملكون بها العرب ودين لكم بها الأجم قومي داسون كما يقول كلمة نور بوغو لك نجا بها عرب دخول لون أجم دخولون بو كما يقول أوزا أنا تيو دواليمة نومو دواليمة أبو جهل قد حابيرا نعم وابيغا كما يقول قسم يلوسون كلمان دبومو هو عشرة كلمان كلمان سيبوكو لكهم أدنشي ديلو حاب يويو تمنا مجي صلى الله عليه وسلم غا تقولون لا إله إلا الله لاسون كمارو كلمان لا إله إلا الله كو يسو جا ودخلعون ما تعبدون من دونه الله ما لوي دشان كو ويا كو داري كو شتين سنو جالو تمنا غا مينو مولاي دي تمنا بيولاي دي زغاقو جابيرو فصفقوا بأيديهم ترو كونزون ليها يانا ديال لاتشن بوغيرو يا محمد أتريد أن تجعل الآلهة إله واحدا أو محمد تسورة دو أشينغو خدا آلوة نياما رتما يا بولا إن أمرك لا جبون من زغاها تروغو سانجي ربابيلا أريما ترو أشينغو بيوجاري الله قسم دلوغارو مارو تانسو جي باما غو لكاما باو အရှင်မြတ်က "तू နဲ့ငါတို့ရဲ့ကြားမှာမစီရင်ပေးဘူးဆိုရင်ကိုဘိုးဘွားပိုင်းသာသနာကိုပဲလိုက်နာကြရမှာပဲ"လို့ပြောပြီးထွက်သွားကြတယ်။သူတို့သွားပြီးတဲ့နောက်မှာအဘူတာလစ်ကတမန်တော်ကိုပြောတယ်"အိုးငတ်တူမာရအိဒုကဆအလ်ဒဟုမ်ရှတ်တော့"မင်းလည်းသူတို့ရှိကလုံလုံကျွတ်ကျွတ်ဘာမှတောင်းဆိုတာလည်းမဟုတ်ဘူး။မင်းတင်ပြတာလည်းမှန်ပါတယ်။အဲ့လိုလည်းပြောရောငါကြကြအဘူတာလစ်ကတော့ အီမန်လက်ခံမှာပါပဲဆိုပြီးတော့ညှော်လင့်ကြတယ်ဓမ္မနမကြီးဆလလောဟ်အလိဝဆလမ်ကဥတ္တကြတကြကတော့ကလီမန်တော်ကိုဖတ်ရွက်လိုက်ပါတကြအတွက်ကြံမနေမှာဂျဟန်နမ်ကနေလုကင်းအောင်လုပေးမယ်လို့ပြောတော့ဟဒရတ်အဘူတောလစ်ကဓမ္မနောကိုဘာပြောလဲဆိုတော့အိုးငါ့ရဲ့တူတော်မောင်းအလ္လာဟ်ကဆမ်အချိန်နှစ်ခုကြောင့်သာငါကလီမန်ကိုမဖတ်တာပါအဲ့ဒီအချိန်နှစ်ခုကိုသာငါမစိုးရင်ရဘူးဆိုရင် ီကလီမန်တော်ကငါမုတ်ချလက်ခံမှာတစ်ချက်ကတော့ငါမရှိပြီလေနောက်ပိုင်းမှာမင်းနဲ့မင်းမျိုးနွယ်အုပ်စုကိုစရေတိုင်းခါကျိန်မောင်းကြလိမ့်မယ်နောက်တစ်ချက်ကတော့ဩအဘူတော်လေးကတော့တရားမကိုကြောက်ပြီးတော့တူတူကျင်းတတ်ဖို့အတွက်ကလီမန်ဖတ်လိုက်တယ်လို့ကဲ့ရဲ့ကြမှာဆိုရင်လို့ပါလို့ကိုရော့ကိုဖြေကြလိုက်တယ်နောက်အဘူဟရိုင်ရာရဒီအလ္လာဟ်တန်ခင်ရဲ့စင်မြန်ကြတဲ့ခုမှာဟဇရတီအဘူတော်လေးကလွန်ကန်ဒီအချိန်ရောက်လာတယ်တမန်တော်မကြီးဆလ္လာလာဟူအလိဝါဆလမ်ကြောင်းမြင်လာတယ် يا عماه قل لا إله إلا الله أشهد لك بها يوم القيامة أو تجا لا إله إلا الله يسو لي با كامني ما تجا دو جنو تد دخان بي با مين حضرت ابو طالب تو با جو لے سر هي ابو طالب کا رو تیاما کو چاو بي کلیمان کو پھ لائی دے لو قرائش جي ڪي يم زگا ما مشب هو سو ين ما مين ميلون کو ايميا زي بو دو ڪليمان کو پھ لائی مين မင်းမျက်စီအင်းမြစီဖို့တကယ်ပဲဖတ်လိုက်မှာပါလို့ပြောနေတော့မယ်အလ္လာဟ်ဘက်ကနေအာယတ်တော်တစ်ခုကြားလာတဲ့အင်နကလာတဟဒီမန်အဟဘ်ဘဒဝလာကင်နလ္လာဟ်ယဟဒီမန်ယရှာအွမ်မုဟမ္မဒ်မြစ်ခဲနဲ့တရတဲ့သူကိုဟီဒါယတ်ပေးလို့မရဘူးဟီဒါယတ်ကငါအလ္လာဟ်လက်ထဲမှာပါငါအလ္လာဟ်ဘုသူ့ကိုအလိုရှိတယ်အဲ့ဒီသူကိုဟီဒါယတ်ပေးတော်မူမယ်အရှင်မြတ်တခင်ကျွန်တော်နဲ့ကျွန်တော်အစီအစဉ်နားထောင်ပေးနေတော့သူများကို အလ္လာဟ်ရှင်ရဲ့တခင်ကောင်းသောအစာချင်းတွင်တော်မူပါစေ